ကထိန်သင်္ကန်းဆိုတာတမန်သင်္ကန်းနဲ့မတူဘူးပေါ့လှုပ်ခင်းရတဲ့အချိန်ကလအားဖြင့်တမန်မဲဆိုရင်တရင်ညလာပြီးကျတရက်ကနေပြီးတော့တစမုံလာပြီးနေအထိတလအတွင်းမှာသာလေကထိန်သင်္ကန်းလှုပ်ခင်းရတယ်အဲ့လိုကထိန်သင်္ကန်းလှုပ်ခင်းရတယ်ဆိုတော့လည်းပဲမြင်းမြင်းဝါးဝါး ယဟန်တန်ကိုလိုက်ပြီးတော့အရှင်မြတ်ကထင်းသင်္ကန်းလှူပါတဲ့လို့လှူလို့မရဘူး။ကြောင်းတိုက်နဲ့ဆက်နွယ်ပြီးတော့တန်ခိကအနေနဲ့သာလှူခွင့်ရတယ်။အခုမှရန်ကုန်မှာဗာရီဖြစ်နေတော့ဆိုလို့ရှိရင်ဝါစုဝါစုလာလို့ဝါစုသင်္ကန်းမှာဖျားလို့လာလှူတယ်။ဝါကျွတ်တာနဲ့တပြိုင်နက်ဒါကထင်းသင်္ကန်းမှာဖျားဆိုဟဲ့ကထင်းသင်္ကန်းလှူလို့မရဘူးလို့အဲ့ဒါလှူ။ကထင်းသင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်။ ဝါကျွတ်တာနဲ့ကထင်းသင်္ကန်းမဟုတ်ဘူးเนาะကထင်းသင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်တန်ခိကဆိုတာအများပိုင်သင်္ကန်းပုဂ္ဂိုလ်တူတည်းသွားပြီးတော့ကထင်းခင်မှုဆိုသွားလှူလို့မရဘူးဒါကြောင့်မို့တန်ခိကဆစ်ဆစ်လှူရမှာဖြစ်တယ်တော့တန်ခါဆိုရင်တန်ခါတွေအလုံးပိုင်ဆိုင်တဲ့သင်္ကန်းတစ်ခုဖြစ်သွားတယ်အဲ့ဒီအလုံးပိုင်ဆိုင်တဲ့သင်္ကန်းကိုမှကထိဏကံဆောင်ရွက်ဖို့အတွက် ဝိနိကိစ္စကျွမ်းကျင်တဲ့ကထိန်ခင်းတတ်တဲ့ယဟန်တော်ကိုတန်ခါးနေပြီးတော့ကိုရောကထိန်ခင်းမှုဆိုပြီးပေးရမယ်ပေးတဲ့အခါကျတော့မှအဲ့ဒီယဟန်ကကထိနာကံလို့ဆိုကထိန်ခင်းခြင်းဝိနိကံကိုဆောင်ရွက်มาဖြစ်တယ်အဲ့လိုဆောင်ရွက်တဲ့အခါမှာကြံရှိတဲ့တန်ခါးတွေကအနုမောဒနာပြုတယ်အနုမောဒနာဝမ်းမြောက်ကြောင်းထောက်ခံပြောကြားလိုက် အလုံးဟာကထိန်ခံမိတာဖြစ်သွားအဲ့ဒီနောက်ကျမှကထိန်အာနိသင်ဆိုရယ်ကထိန်အကျိုးကိုရကထိန်အကျိုးဆိုတာတွေကဟောဒီနမန္တစာရအတ္တမဒါနာဝိနိကန်နဲ့ပြောရမယ်ဆိုလို့ရှိရင်နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ငါလာထူချတဲ့အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲ သင်္ကန်းကိစ္စနဲ့ပတ်သက်ပြီးတော့ရှားပါမှုမဖြစ်အောင်အကာအကွယ်ဆောင်ရှောက်ပေးတဲ့အနေနဲ့မြတ်စွာဘုရားကထင်သင်္ကန်းကိုခွင့်ပြုခဲ့ဒီကြောင့်ကိုတဝါတွင်လုံးဆောင်ရှောက်နေထိုင်ထားတဲ့ပုဂ္ဂိုလ်အတွက်အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲဘုရားကြွလာတဲ့ယဟန်နေခိတကနာကြွလာတဲ့အာဂနုယဟန်နေဒီကြောင့်မှတန်ခိကသင်္ကန်းဖြစ်ပေါ်လာလို့ရှိရင် မိမိဆန္ဒလျောက်ခွဲဝေပေးခြင်းပြီးမပေးခြင်းနေလို့ရတယ်။ဒီကြောင့်ဝါဆိုပြီးကထင်ခင်းထားတဲ့ပုဂ္ဂိုလ်သားသက်ဆိုင်တယ်၊ကျန်တဲ့ပုဂ္ဂိုလ်တွေသက်ဆိုင်